စကိုင်းတိုင်းကနေမျိုးနဲ့ချင်းတွင်းမြကန်းမှာရှိတဲ့နေကြီးကျွာအနေကိုဒီကနေ့မွန်လွဲပိုင်းမှာဆောစုကတိုက်လေနေဘုံကျက်တက်ဖြက်လို့လူတဦးတေဆုံးပြီးတဦးတန်ရရကကာနစီထိခိုက်ပျက်စီးတယ်လို့ကနဦးသတင်းရရှိပါတယ်။မလဆယ်ရဲ့ဒီကနေ့မွန်လွဲ၃နိုင်ဝင်းကျက်မှာတိုက်ပွဲမရှိဘဲနဲ့ကနေမျိုးနဲ့နေကြီးကျွာအနေကိုဆောစုရဲ့မိတီလာလေးတက်ကနေတက်လာတဲ့ MIG 29တိုက်လေနေဘုံကျက်တက်ဖြက်ခဲ့တာလို့ဒေသခံမြေပြင်ကင်းထောက်အဖွဲ့တွေကဖော်ပြပါဗျာ။ ေဆုံးသူဒဏ်ရာရသူတွေနဲ့ပတ်သက်ပြီးအသေးစိတ်ကိုတော့မသိရသေးပါဘူး။ကျောစုဟာကနေနဲ့အပောင်းရင်ရင်းမပင်မြို့နယ်တဲ့လေချောင်းပုံကျဲတပ်ဖြတ်တာတွေနေ့စဉ်နေပါကျွလွန်နေတာဖြစ်ပါတယ်။ဤကနေ့ဖေဖော်ဝါရီလ12ရက်ကလည်းကနေမြို့နယ်နကြီးကျေးရွာဝင်းကျင်ချင်းရွှေမြကန်းကိုကျောစုကတိုက်လီရင်နှစီနဲ့15ကြိမ်ခန့်ပုံကျဲပြစ်ခတ်တပ်ဖြတ်ခဲ့ရမှာဒေသခံတို့ထိခိုက်မှုရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလဆက်မှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတဲ့စက်တက်လေဒီတွေတက်ဆင်ပြီးတဲ့နောက်ကဏီနယ်အပါဝင်ရင်းမပင်နဲ့မုံရွာခရိုင်နယ်နေစဉ်ပုံကျက်တက်ဖြတ်နေတာလို့ဒေသခံတွေကပြောပါတယ်